ော်ပြင်းနေင်းထဲမှာသူဒီလိုမျိုးလေးဖြစ်သွားအောင်ဆိုတော့ဒါသူအနိုင်နဲ့ပိုင်းွားတယ်လို့ပဲစီစီထင်နေတယ်ကရင်ပေါ်မှာနာတာရှိယောဂာကြီးနဲ့အဲ့လိုမျိုးခံစားပြီးတော့လောကကြီးကိုအနိုင်သွားတာနဲ့ကိုလှုပ်ချင်တဲ့ဂီတကိုလှုပ်ပြီးတော့စင်ပေါ်မှာအနိုင်ယူသွားတာနဲ့အဲ့ဒါတော့ကွာတာပေါ့နော် ြေးတဲ့လျှို့ဝဲရတနာ more and more မှာရှာဖွေပါ ဟုတ်ကဲ့ဒီနေ့ကတော့ဒါ Junction City နှစ်လွှာမှာလုပ်တဲ့ UMI White မြန်မာရဲ့ new product launch ပွဲလေးကိုပေါ့နော်ကျေးဇူး 90s band အနေနဲ့ရောကျေးဇူးအနေနဲ့ရောဒီသင်းအနေနဲ့ဖြောက်ပြိုးအတွက်ဒီနေ့ကိုကွက်တက်လေးကိုလာခဲ့တာပါဟုတ်ဟုတ်ဒီနေ့ကတော့ထုံးစံတိုင်းပဲပေါ့အောက်ကပရိသတ်နဲ့အပေးအများအများသလိုမျိုးမျိုးလေးတွေပဲကျေးဇူးဖြောက်ပြိုးသွားမှာပါဟုတ်ဟုတ်တခါလေးလည်းမိမသားဆန်ကြည့်ရပါအဲတခါလေးလည်းအလှပလေးပေါ့အများနဲ့ရုပ်ဆိုးနေရပြင်လို့တခါလေးလည်းလှလေးနေကြည့်ရပါကျေးဇူးဟိုပြန်မှတ်မိတဲ့လောက်က underground ပွဲတွေဟိုး2000 2009 2008လောက် sorry 2005မမမမေအဲ့အချိန်လောက်ပဲ2010အနောက်ပိုင်းလောက်အရှေ့ပိုင်းအချိန်လောက်ကပေါ့နော်အဲ့တုန်းကတော့အဲ့အများကြီးအများကြီးညိုမှာကျင်းပတဲ့ဒီမက်တယ်ပွဲတွေကြီးစီကြည့်ဘူးတယ်အဲ့နောက်ပိုင်းတော့ကြီးစီမကြည့်ဖြစ်ခဲ့ဘူးပေါ့နော်အကိုရင်းလည်းမဆုံးဖြစ်ရကြပြီအခုလိုမျိုးမနေ့ကအဲ့သတင်းရုပ်တရက်ကြားတာအဲရုပ်တရက် Facebook မှာတက်လာတွေ့တော့စိတ်တော့မကောင်းဘူးပေါ့နော်ဒါပေမဲ့အာသူအရန်ချစ်တဲ့ဂီတကိုမြန်နိုးတဲ့ဂီတကိုသူဖြောပြင်းနေနေမှသူဒီလိုမျိုးလေးဖြစ်သွားတာဆိုတော့ဒါသူအနိုင်နဲ့ပိုင်းွားတယ်လို့ပဲကြီးစီထင်တယ် သူ့တော့အားကြမိရယ်ပေါ့နော်ဟုတ်ဗီဒီယိုဖိုင်အဲအဲ့လိုပေါ့ဒီစီယိုအဲ့ဗီဒီယိုဖိုင်လေးညာအရင်နိုင်ငံသားကလည်းအဲ့လိုမျိုးလေးကြီးလေဟိုဟာဖြစ်တယ်ဟိုတက်တက်လာလေးမြင်မှုရယ်အဲ့လိုချင်းဆိုနေတာဟတ်တိုက်ဖြစ်ပြီးဆုံးသွားတဲ့ချော်ပြင်းနေတဲ့လူအဲ့လိုမျိုးလေးမြင်မှုရယ်ဒါပေမဲ့ကို့မြန်မာနိုင်ငံကကို့အသည့်ရေအဲ့လိုဖြစ်တဲ့ဟာတွေ့ရော်လေတမျိုးပေါ့စိတ်ထဲတော့မကောင်းဘောเนาะဒါပေမဲ့လည်းငကိုတွေကအကိုကနှလုံးရောဂါအခံရှိရယ်ဆိုတော့ဟိုဒီလိုမျိုးဖြစ်သွားရယ်ဆိုဘာပြောသူအေးချမ်းသွားတာပေါ့တမျိုးအချင်းပြောရရင်တော့ရောဂါမခံစားရဘဲနဲ့ ချက်ချင်းအဲ့လိုမျိုးပြီးွားတော့အေဂျင့်နဲ့လို့သူ့ကိုပဲပြောလို့ရတာပေါ့နော်ဟုတ်အားလုံးပေါ့အကုန်လုံး one day social ဟာဆိုဂျီစီယိုလည်းမိသားစုနဲ့ထပ်တူ one day ကြေခွဲရပါပဲဟုတ်ဒါအရန်တော်တဲ့ကိုပါဟုတ်ဂျီစီယိုနော်အရန်မင်းရင်းနေဒါပေမဲ့တို့မက်တယ်ပွဲကြီးတိုင်းတော့ဂျီစီယိုနော်တော့ကြည့်ဘူးတယ်ကြည့်ဘူးတယ်တော်တော်များကြည့်ဘူးတယ်ရှင်အဂျီစီကတော့ပြောလို့နော်အာရှစ်ဒီအရှိပိုင်းနော်ဆယ်အရှိပိုင်းလောက်ကပွဲတွေပဲကြည့်ဘူးတယ်နောက်ပိုင်းကတော့ဒီမက်တယ်ပွဲတွေတိတ်မကြည့်ပြတော့ဘူးတိတ်မလောက်ကြရလဲပါတယ်ထင်ပါတယ်ဂျီစီယိုတိတ်မကြည့်ပြတော့လေဟုတ်အော်အဓိကတော့ဂျီစီ န်ပြောနေသလိုပေါ့နော်လူတယောက်ကကျမ်းမာရေးအဓိကပဲကျမ်းမာရင်ဟိုဘာမဆိုဖြစ်နိုင်လဲသိရမလားအဲ့တော့အားလုံးပဲကျမ်းမာရေးကိုယူဆိုင်ကြပါအဲ့လိုပေါ့ပေါ့ရော့မနေနဲ့ပေါ့နော်ပေါ့ပေါ့ရော့မနေပဲနဲ့ကိုတခုခုဆိုလို့ချင်းအဲ့လိုခေါင်းကိုက်နေရပဲဆိုထားလိုက်ဒါမဲ့ပြောလို့ပြောကြစီလဲလို့ခေါင်းပါရဲမှာပါတယ်တောင်တောင်ဖျားနာရယ်ဆိုလို့ရှိရင်ဆေးမတော့ဆေးမထွေးရဲမှာပါတယ်အဲ့တော့မပေါ့ကြပါနဲ့ကျမကြီးပြီးဆိုင်ကြပါပေါ့နော်အဲ့လိုမျိုးလေးပြောချင်ပါတယ်အဲအဲ့လိုပေါ့ကျမကြီးရှူတော့ရဆိုလို့ရှိရင်တော့ကြစီထင်းနဲ့ အော်ဒီသူကလည်းငကိုလေးကဒီနှလုံးဆက်ထည့်ထားရလို့သတင်းကြားရတယ်။အဲ့လိုမျိုးလဲပါမယ်ပြီးတော့ model model music music တွေကြောင့်ပုံမှန် music နဲ့မတူဘူးအရင် frequency များမထင်နဲ့အဲ့ဒါအကြောင်းတော့ထင်မယ်ဒီကျမ်းမာရေးရှုထားတော့တိတ်မပြောတတ်ဘူးအဲ့လိုမျိုးကြောင့်တော့ဖြစ်မယ်ထင်တယ်ဒီစီရောလည်းတစ်ခါလေးကြားလို့ရှိရင်အဲ့လိုမျိုးဖြစ်တယ်အရင်ဟိုတီလုံးတန်တွေအရင်ဟိုစုညံနာတွေအရင်နားညီရကြဒီစီတစ်ခါကြာမခံနိုင်ဘူးနှလုံးကအဲ့လိုမျိုးရှိရအထူးသဖြင့်ဒီနှလုံးအခံရှိရသူဆိုရင်တော့ပိုပြီးစဉ်းကျင်တဲ့နယ်ထင်တယ်ဟုတ် ဟုတ်ပူလာလဲပါတယ်ဟုတ်တယ်ရာသီဥတုပူလာလဲပါမယ်ဟုတ်ဟုတ်အာဘာပဲပြောနောက်ဆုံးချိန်ဒီသူလုတ်ချင်တဲ့ဂီတကိုသူစင်ပေါ်မှာအကောင်းဆုံးလုတ်ပြသွားတာဖြစ်တော့တဲ့ဒီစီရောကတော့အကိုကောင်းရမွန်ရရောက်နေရောက်ပါသေးလို့ဝဆူတောင်းတာပေါ့နော်ကောင်းရမွန်ရလည်းရောက်နေမှာပါသူအေဂျင့်နေမှာပါဟုတ်ဟိုလောကမှာကိုလုတ်ချင်ရလုတ်ပြီးတော့ဒီလောကကြီးကိုနှုတ်ဆက်နိုင်တဲ့သူကတော့ဟိုဘယ်လိုခေါ်မလဲအနိုင်နဲ့ပိုင်းသွားရလို့ဂျစီကအဲ့လိုမြင်နေပေါ့နော်အားကြရဆိုတော့ဥမာဟိုဂရင်ပေါ်မှာနာတာရှိယောဂါကြီးနဲ့အဲ့လိုမျိုးခံစားပြီးတော့ ်ဒေါက်ကကြီးကိုအနိုင်ယူသွားတာနဲ့ကိုလှုပ်ချင်တဲ့ဂီတကိုလှုပ်ပြီးတော့စင်ပေါ်မှာအနိုင်ယူသွားတာနဲ့အဲ့ဒါတော့ကွာတာပေါ့နော်ဂျစီကအဲ့လိုမျိုးလေးအားကျတယ်လို့ပြောဒါပေမဲ့စောနာပြောဆိုတော့ဂျမ်းမာကြီးကဒီကပဲပေါ့ဂျစီကအဲ့လိုနာတာရှီယောဂါမဖြစ်ချင်ဘူးအဖြစ်လည်းအဲ့လိုဝုန်းတိုင်းနဲ့အဲ့လိုမျိုးအပြီးပိုင်နှုတ်ဆက်သွားခြင်းနဲ့ဒါမျိုးအားကျတာပြောတာပါအာဂျစီအခုဒီ7လပိုင်းဆိုလို့ရှိရင်တေးပြတ်တရီထားတဲ့အချင်းတစ်လေတပုတ်ဂျစီ music video ရိုက်ကူးမယ်ပေါ့နော်အမြန်ဆုံးထွက်ဖို့တော့ဂျစီစူးစမ်းနေပါတယ်ဟုတ်ဒါကိုကကြည့်ပွဲရလဲတာဟုတ်ပြီးသွားတာဟုတ်တယ် အော်အရန်ဝင်းရာဗောရရောက်ချင်းသူ့ရောက်ရှိပါပြီပြောပြီးရရှိမှာမလဲမဒီရောမရှိရောနဲ့ကခွဲခဲ့တယ်ဟုတ်ကဲ့ fashion တွေကဘလုံးမိုက်စားနေတာဘယ်တော့ခဲ့ fashion ကတော့သူမိုက်တာတဲ့သူ့စီကိုလာတဲ့ဧည့်သည်ကပုံမိုက်နေတယ်ပြိသက်တွေကပုံမိုက်နေတယ်ချို့ဆိုလို့ရှိရင်သူကလာ၃စုံလဲတာသူများရဲ့၄၅စုံလောက်လဲတာအောက်ကလာတဲ့ဧည့်သည်က၄၅စုံလောက်လဲကိုတော်မဟဲ့နခုနအပြန်အခုအမဲရအောင်အဲ့လိုမျိုးအပြိုင်ပေါ့အပြိုင်ပေါ့အားလုံးကပြိုင်ကြတာဟုတ်အကြေးရတော့စုံမဲလဲလဲရတယ်ပြီးတော့ညကျတော့ဘွဲတန်းသွားမှာဆိုတော့ဟုတ်ဟုတ်အခုကချင်းရန်ယူတယ်အခုနားနေနေနေမှလေ သူတချင်းတလေးရှိရယ်ဆိုလို့ရှိရင်ဂျစီကိုအမြဲတမ်းပေးနာထောင်တယ်သူဆယ်ဖို့ပြဆယ်ဘုံလုံးတော့ဂျစီကြိုက်တယ်ဘာဖြစ်လို့လဲဆိုတော့သူ့ရဲ့ဒီအမှုပညာမှာယူတာဘယ်သူမှမတူဂျစီကအနီးကပ်ရှိနေရဆိုတော့ပိုသိတယ်အခုဆိုလို့ရှိရင်သူ့ရဲ့ဒီ office event လည်းထွက်လာပြီပေါ့နော်အဲကြလို့ရှိရင်တော့အဲသူ့ရဲ့ဖြစ်တည်မှုတွေသူပြောချင်တဲ့စကားတွေသူ့ရင်ထဲကစကားတွေအားလုံးမြင်ရမှာပါအဲ့တော့ကိုကတည်းက office ထွက်လာလို့ရှိရင်လည်းအရောက်စီရအားလုံးတခြားလေးတစ်ချင်းကိုနားထောင်ပေးပါဂျစီကတော့အကုန်လုံးကြိုက်တယ်အော်ဟုတ်ပွဲမှာပြောပြရ ပုတ်စိမ်ပြီးပါတော့ကြိုက်တယ်အရန်ကားခဲ့ရတော့ညမွေးပန်းတို့သိရမလားထုံးစံတိုင်းမှာသူ့ရဲ့ဒါလုံးဝဟိုအဲ့ဟဲ့ဆောင်နေပေါ့နော်ဒါပေမဲ့အိမ်မလေးလည်းကြိုက်တယ်မက်ခွေးမရှိဆိုလို့ရှိရင်ကိုကတည်းကတချင်းထဲမှာကြိုက်ဆုံးပဲဒါပေမဲ့မက်ခွေးမရှိတော့ဒီစိမမိလိုက်ဘူးသူပြောပြီးရပထမရောင်းလေးရောလေအကုန်လုံးကြိုက်ပါတယ်သူတချင်းနေရာဟုတ်သူပြောခဲ့ caption လိုပဲပေါ့နော်ချစ်ချင်းမြတ်တာမှာနှစ်ယောက်ပဲရှိရယ်သုံးယောက်မရှိဘူးဆိုတော့အဲ့အဲ့တိုင်းပဲပေါ့ကျွန်တော်တော့မပြောတော့ဘူးပြောရင်ငိုချင်တိုင်းချင်းဟုတ်အဲ့တော့ဒီပွဲမှာတော့နေကြခဲ့လားရှင်ဒီပွဲမှာ အပွဲမှာနည်းနည်းတော့ဝဲခဲ့တာပေါ့ဒါပေမဲ့ဝဲခွင့်တော့မရှိဘူးပေါ့နော်နောက်မှာအုတ်ထင်းသူကပါတယ်ဆိုတော့ညိတ်လီရောနည်းဝဲခဲ့တာပေါ့အလုံးမဲကြည်စီနောက်ထပ်စင်ငယ်သချင်းလေးတစ်ပုတ်ထွက်ပါမယ်တေးပြတ်တာရေးထားတာပါရှင်သချင်းတွေကထုံးစံတိုင်းအသေးကွဲမယ်ဒါပေမဲ့အသေးကွဲပြီမဲ့အရန်ခံရတဲ့ဘက်မဟုတ်တော့ဘူးနည်းနည်း အသေးကိုခတ်တင်းနေပေါ့နော်အကျောမမလေးကွဲမဲ့ vibe လေးပေါ့နော်အဲ့လိုကျစီလိုအကျောတင်းတဲ့လူတွေနဲ့ပို့ပြီးတော့ထိမဲ့ vibe လေးဆိုတော့အားလုံးဒီချင်းလေးထွက်လာလို့ရှင်လေနားဆင်အားပေးပါအောင်လို့ဒီကနေ့ပြောချင်ပါတယ်အားလုံးလည်းကြက်မကြီးပြီးဆိုင်ကြပါဟုတ်တယ်အရမ်းမှု online တော့မှာလေအဲ့လိုခတ်ခတ်ခတ်တင်းနေမဲ့အသေးကွဲမဲ့အကျောခတ်မမလေးအသေးကွဲကြပါမယ်ဟုတ်ဟုတ်ကျေးဇူးတင်ပါတယ်မြန်မာစတာပါစား